မန္တလေးမြို့မှာမိုးရွာသောမှုကြောင့်လုံးဘက်၅ပြည့်ခန့်ရှိတဲ့ကုတ်ကိုပင်ဟာယာယီလူနေမိုးကတဲရင်အပေါ်ကိုလဲကြပြီးလူနှုတ်သေးဆုံးခဲ့တယ်လို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ထံကသိရပါဗျ။မေ၁၈ရက်မနက်၁၂:၃၀ခန်းမှာမန္တလေးတိုင်းဒေသကြီးမဟာအောင်မြင်မြို့နယ်စိန်ပန်းရက်ကွက်၄၁လမ်းနဲ့၈၉လမ်းထောက်မှာရှိတဲ့အဘယာယာမရှေကူကျောင်းတိုက်အတွင်ငလင်ဘေးတင့်ကေစိစခန်းမှာလုံးဘက်၅ပြည့်ခန့် အရှိပေ40ခန်းရှိတဲ့ကုတ်ကိုပင်ဟာမိုးရွာသွန်းမှုကြောင့်အမြင့်ခြေကနေလန်ပြီးလဲကျရာကနေယာယီလူနေမိုးကတိုင်းပေါ်ကိုပြိမိနေခဲ့တယ်လို့သိရပါဗျ။ဒီလိုပြိမိတဲ့အတွက် ဟာအောင်မြင်မြို့နယ်မိသက်စခန်းကရှောက်ဖွေကယ်ဆယ်ရေးယဉ်တစဉ်ရတနာဘုံမိအနောက်အရန်မိသက်စခန်းကရှောက်ဖွေကယ်ဆယ်ရေးယဉ်တစဉ်ခေါဝိန်နယ်မြေမိသက်စခန်းကမိသက်ရေးယဉ်တစဉ်တန်တေမိသက်တပ်ဖွဲ့ဝင်တွေအရန်မိသက်တပ်ဖွဲ့ဝင်တွေနဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေတွားရောက်ဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။ဖြစ်စဉ်ကြောင့်အမျိုးသားတအုပ်နဲ့အမျိုးသမီးတအုပ်တေဆုံးခဲ့ပြီးတေဆုံးသူတွေကိုမိုးကောင်းရတလူမှုကွန်ကြီးရဲ့အတင်းကလူနာတင်ရင်နဲ့မန္တလေးပြည်သူစေယုံကြီးကိုပို့ဆောင်ပေးခဲ့တယ်လို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ထံကသိရပါတယ်။